ိထီလာမျိုးဇနာမောင်ရက်ွက်ခရိုင်အာကစားခွင့်ပတ်လန်းကပန်းညံလီတခုထဲမှာကလေးတွေပျော်ပျော်ရွှင်ရွှင်နဲ့ကစားနေကြသလိုစာဖက်နေကြတဲ့လူကြီးတွေကိုလည်းတွေ့ရမှာပါအဲ့ဒီအာကစားခွင့်ဟာတခြားအာကစားခွင့်တွေလိုသက်ဆိုင်ရာမြို့နယ်စီပင်သာယာပိုင်းမဟုတ်သလိုအခကျင်းငွေရယူတဲ့ပန်းညံလည်းမဟုတ်ပါဘူးမိထီလာမျိုးကျော်စိုးလင်းစာပေကဥကျော်စိုးလင်းကသူ့ရဲ့ကိုပိုင်ငွေကြေး390ထက်မနည်းသုံးပြီး အများပြည်သူပျော်ပျော်ရွှင်ရွှင်အပန်းဖြေနိုင်အောင်တိဆောက်ပေးထားတဲ့ပန်းခြံကလေးဖြစ်ပါတယ်။မိတ္တလာမျိုးအနီးကတဲရောဝန်ရွှဲစာတီဖြစ်တဲ့ဥကျော်စိုးလင်းဟာ1990ဝန်းကျင်ကာလမှာမိတ္တလာမျိုးမှာအခြေချပြီးစာပေလုပ်ငန်းလုပ်ကင်နေတာဖြစ်တဲ့အတွက်မြို့ကိုကျေးဇူးဆက်ဖို့တခုခုလှုပ်ဆောင်ပေးဖို့စဉ်းစားတယ်လို့ပြောပါတယ်။သူ့အနေနဲ့ဘာကြောင့်စွန့်ပစ်ပစ္စည်းတွေနဲ့ပန်းခြံလေးတခုလှုပ်ဆောင်ပြစ်တယ်ဆိုတာကိုအခုလို့ပြောပါတယ်။အဓိကနံပါတ်1 အကြောင်းရင်းကတော့ဒီပတ်ဝန်းကျင်မှာအရင်တော့ခြုံနေတဲ့ဆိုတော့ဒူးစရိုက်မှုတွေဒါပေါ်တာပေါ့နော်ဒူးစရိုက်မှုတွေပေါ်ညပိုင်းဆိုရိုက်လူတာတွေပဲမကြကနာဖြစ်တယ်အဓိကတော့အန်ဒီရကင်းအောင်ဟိုတခိုးချိုးတွေဒါဒီထဲမှာပုံအောင်လို့မရအောင်ဆိုပြီးတော့နံပါတ်၁ကရှင်းလိုက်တယ်အရှင်းပြီးတော့မှဒုတိယအဆင့်ကျတော့ကျွန်တော်ဆာဖာဝိုင်းလေးလှုပ်လိုက်တယ်ဆာဖာဝိုင်းလေးလှုပ်လိုက်တယ်အခုရေအိုးစင်နေနဲ့ကလေးကစားကွင်းနဲ့ပန်းချံနဲ့တဖြည်းဖြည်းချင်းနဲ့လှုပ်လာအခုဆိုချိန်၄-၅လရှိသွားပြီထွန်းဆက်တစည်းကို တနအီ2000ကျက်နဲ့ငားရံပြီးမြေညိထားတဲ့မြေခွက်ပေါ်မှာရှိတဲ့အဲ့ဒီပန်းညံကလေးမှာပိုက်ကြော်ချင်းကွင်း2ကွင်းဝိုင်းချင်း2ကွင်းဒန်းစင်တွေခေါင်းအုံးရိုက်စင်တွေပါဝင်ပါတယ်ပြီးခဲ့တဲ့5လလောက်ကစတင်လှုပ်ဆောင်ခဲ့တဲ့အဲ့ဒီပန်းညံလေးကို2018ခုနှစ်ဇန်နဝါရီလ4ရက်လွတ်လပ်ရေးနေ့မှာစတင်ဖွင့်လှစ်ခဲ့တာပါပန်းညံစတင်ဖွင့်လှစ်ခဲ့စဉ်က ဖြည့်ဆည်းမှုတွေရှိခဲ့တယ်လို့လဲဦးကျော်စိုးလင်းကအခုလိုပြောပါတယ်အစပိုင်းရှိတယ်နောက်ပိုင်းကျတော့ သူတို့တစ်ခုဖြတ်သွားရင်ကျွန်တော်တစ်ခုထပ်ပြင်တယ်အခုပိုက်ကြော်ချင်းနေဆိုကျွန်တော်တို့ကလှုပ်ပေးတယ်သူတို့ကဖြုတ်ယူသွားတယ်ဒါပေမဲ့ဟိုစိတ်ဓာတ်မကြဘဲနဲ့ဆက်လှုပ်တဲ့အတွက်အခုနောက်ပိုင်းကျတော့လုံးဝမပြောက်တော့ဘူးဖြက်စည်းတာလည်းမရှိတော့ဘူးပျောက်ဆုံးတာလည်းမရှိတော့ဘူးအဲ့လိုအဲ့ဒီပန်းညံလေးကိုမကြာခဏလာရောက်တဲ့ကိုအောင်ကိုလက်ကပန်းညံနဲ့ပတ်သက်ပြီးအခုလိုပြောပါတယ်နားမှာပဲကျွန်တော်တို့ရဲ့ကိုကဒီရဲ့ကိုကတော်တော်များများဒီညနေတိုင်းကလေးတွေကိုလိုက်ပူကြတယ် လေးတွေဆော့ကြပေါ့အဲ့လိုနည်းနည်း6နာရီလောက်စီပြန်ပေါ့၄နာရီ5နာရီစီလာဖို့ဆော့ရကျွန်တော်တို့တော့ထိုင်ဆောင်ရင်းနဲ့စာဖတ်ပေါ့ဦးကျော်ဆိုလင်းကပြည်သူတွေတယောက်ချင်းသာဝိုင်းလုံရင်ကိုယ့်ရဲ့ကိုယ့်ရွာတက်ရှင်းလာမယ်လို့အခုလို့ပြောပါတယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်စန်းစုကြီးကသူဒီလောက်အသက်ရွယ်ကြီးတဲ့လူဒီလောက်အလုပ်များတဲ့လူကဒီအမိုက်ကောက်တဲ့ကိစ္စတွေတို့ဟုတ်တယ်မလားအခုလူတွေကအဓိကကြောင်းလဲဖို့ပေါ့နော် ခုကျွန်တော်တို့ကဒီမိုကရေစီရရင်ကျွန်တော်တို့အတွက်ဘာရမှာတုံးဆိုတာအဲ့လိုမေးနေမှာစားဒီမိုကရေစီရဖို့အတွက်ကိုဘာဝိုင်းပြီးတော့ပံ့ပိုးပေးနိုင်မလို့ကိုဘက်ကဒါကျွန်တော်တို့လူငယ်အနေနဲ့ဘာလုပ်ပေးနိုင်မလို့ဟာအဲ့ဒါတခုပေါ့အဲ့ဒါကျွန်တော်တို့ပြည်သူတွေတယောက်ချင်းရတာဒီလိုတွေတယောက်တစ်လက်ဝိုင်းပြီးတော့လုပ်ရင်ဒီမျိုးဒီရွာကိုရက်ကိုရွာတဖြည်းဖြည်းနဲ့အားလုံးကတန့်ရှင်းတာလာပါပြီးတော့တိုးတက်လာမှာပဲဒါအပြင်ရေရှည်မှာ စာကြည့်တိုက်ပန်းညံနဲ့ကလေးကစားခွင်း၃ခုလုံးပြည့်စုံအောင် စ조사ဆောင်ရွက်သွားမယ်လို့လဲဦးကျော်စိုးလင်းကပြောပါရယ်လက်ရှိပန်းချံအနီးမှာနောက်ထပ်ပန်းချံတစ်ခုထပ်မံဖော်ထုတ်နေပြီးစတီကုံတွေကတုံးပုံပါတဲ့အမိုက်ပုံးတွေမှာယူထားသလိုသူ့လုပ်ငန်းကိုစမ်းမရေးကောင်းနေတဲ့၍လှုပ်ဆောင်သွားမယ်လို့လဲဦးကျော်စိုးလင်းကပြောပါရယ်ခင်ဗျာ